အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒေါက်တာတော်စင်ထွန်းဖြစ်ပါတယ်အဲစိတ်ချမ်းသာရေးထုတ်ခုဆရာဝန်ကြီးဖြစ်ဒီအာရှတော်ဝင်ဆေးရုံမှာကျွန်တော်လက်ရှိတာဝန်ထမ်းဆောင်နေရရှိပါတယ်အဲကျွန်တော်အနေနဲ့ဒီနေ့မှာမျှဝေပေးလို့တဲ့အကြောင်းအရာကတော့တဘာဝဘင်းရန်နေတင်ပြီးတဲ့နောက်ပိုင်းမှာအဲဒါကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်မှုရမှာအဓိကအကျတဲ့เนาะအခန်းကဏ္ဍကို အများနဲ့ပတ်သက်ပြီးကျွန်တော်တို့လှုပ်ဆောင်ကြရရှိတဲ့ကိစ္စတွေပြီးတော့မိသားပြည်သူများစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရင်းဆိုင်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုကျွန်တော်တို့ကပေါ်ထုတ်ပြီးတော့အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက်ကိုအဲကျွန်တော်တို့နီလန်းမြဝေဆွေးနွေးပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်ဒါအလုံးဖက်တီးကြတဲ့အတိုင်းအဲ့တော့မန်နေတိုင်းဒေတာကြီးအာနေပြည်တော်တိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးတို့မှာဆိုလို့ရှိရင်ဒါငလျင်လုတ်ခတ်ခဲ့တဲ့အတွက်အဲကျွန်တော်တို့ပြည်သူလူထုဟာဆိုလို့ရှိရင်ကြီးစွာတော့ဟာ အာတဘောပြီးနေတဲ့ဆရာဒုက္ခတွေကိုရင်ဆိုင်ကြုံတွေ့နေရတာရှိပါတယ်အဲဒီဒီပြဿနာတွေကိုကျွန်တော်တို့ကရင်ဆိုင်ကြော်ဖြတ်တဲ့နေရာမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ရဲ့ဟာစိတ်ပိုင်းဆိုင်ရာအာကျွန်တော်တို့ကစောင့်ရှောက်မှုခံခံကဏ္ဍဆိုလို့ရှိရင်အဲလူမှုရေးအခြေခံလူဝတ်ချက်တွေဖြစ်တဲ့အဲပြည်သူလူထုရဲ့စောင့်ဝဲနေရေးပြန်လည်ပြီးတော့ပေါ့နော်ကျွန်တော်တို့ပုံမှန်ဖြစ်အောင်အထောက်အပံ့ဖြစ်အောင်ပြန်လည်ထူထောင်တဲ့လုပ်ငန်းတွေနဲ့အတူရှင်တွဲလှုပ်ဆောင် ဟိုလိုအပ်ပါတယ်ခင်ဗျာအဲ့တော့စိတ်ချမ်းသာရေးလို့ပြောရတာ ਨੇ ကျွန်တော်တို့ကဆိုလို့ဆောက်ဒီဆောက်ချက်မှုလုပ်ရန်လုပ်ငန်းစီဒီမှာပေါ့နော်အဓိကအဖြစ်ကျွန်တော်တို့ကအာအဲ့ဒါကျတော့ပုံမှန်အဲစိတ်ချမ်းသာရေးဆိုင်ရာအပြဿနာတွေနောက်တစ်ခါကျတော့ဒီမြင်းကလေးနဲ့ဆက်ဆက်ပြီးဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေနောက်တစ်ခါကျတော့ပြည်သူလူရဲ့ငူရှိရင်းဆွဲဟလာစိတ်ချမ်းသာရေးပြဿနာတွေကိုအခုလိုအချိန်မှာအကုန်လုံးပေါင်းဆက်ပြီးတော့ကျွန်တော်တို့ကအာရင်ဆိုင်ဖြည့်ရှင်းသွားဖို့လိုအပ်ပါတယ်ဒီနေရာမှာဆိုရင်များသောအားဖြင့်ဟလာဒီတော့ဘေးအန္တရာယ်နဲ့ဆက်ဆက်ပြီးနောက် ပြီးတော့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ရင်ဆိုင်ရတဲ့ပြဿနာတွေကတော့เนาะအထွေများတဲ့ပြဿနာတွေတော့စိတ်ဖြစ်စီမှုလွန်ကဲတာခံစားရတဲ့ပြဿနာတွေဖြစ်ပါတယ်။အဲဘာကြောင့်လဲဆိုလို့ရှိရင်အဲဒီအီမြင်ငလင်းလှုပ်ခတ်တဲ့အချိန်မှာရောမြင်ငလင်းလှုပ်ခတ်ပြီးသွားတဲ့အချိန်မှာရောကြီးစွာသောဟာလာဘဝရဲ့နေထိုင်မှုပြောင်းလဲမှုဖြစ်စဉ်တွေမှာဟာလာအဲမျက်ဝါးထင်ထင်ကိုယ်တိုင်ဟာလာအားလုံးကခံလက်တွေ့ကြကြအကုန်လုံးကခံစားလိုက်ရတာဖြစ်တဲ့အတွက်အဲစိတ်ပိုင်းဆိုင်ရာအာ ဝန်းနေမှုတွေဟာလာစိုးရင်ပူပန်မှုတွေเนาะအဲ့တော့ငွေကြေးမှုတွေများစွာတော့ကျွန်တော်တို့ကเนาะအစိတ်ပင်ပန်းမှုတွေကိုကျွန်တော်တို့ကပြေရောတတ်တာဖို့အတွက်ကဟာအဲဒါကိုကျွန်တော်တို့ကဥတီဆောင်ရွက်ရဖို့ရှိပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီမင်းကလေးဘောကဘေးအနေရောပေါ့เนาะကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ပြီးတဲ့နောက်မှာဟာလာမြတ်အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအဲတခြားကြီးစွာသောဆုံးရှုံးမှုတွေပေါ့เนาะအများကြီးပေါ့အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အာကျွန်တော်အဲသူတို့ရဲ့ဟလာအစိတ်ထက်ကြတာလေးအဲနောက်တစ်ခုကကြတော့နော်လက်ရှိဖြစ်တည်မှုကိုဟလာအာဖြစ်တည်ပြောင်းသွားပြောင်းလဲသွားတဲ့ဖြစ်တည်မှုတွေကိုလက်မခံနိုင်သေးတဲ့ပြဿနာတွေအာနောက်တစ်ခုကလက်ရှိအခြေအနေနဲ့နော်လက်ရုံးညီထွေအဲပြောင်းလဲနေထိုင်လို့မရသေးတဲ့ကိစ္စတွေဒါတွေကိုလည်းကျွန်တော်တို့အများကြီးကိုကြီးဆောင်ရွက်ပေးရတော့မှာဖြစ်ပါတယ်ခင်ဗျာအဲနောက်တစ်ခုကတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ဒီပေါ့နော်အဲပြင်းထန်စွာဟလား စိတ်ပီစီမှုဒဏ်တင့်သွားတဲ့ပြဿနာ PDSD လို့ခေါ်တာပေါ့เนาะအဲ့တော့ဒီပြဿနာတွေကိုလည်းကျွန်တော်တို့ဟာလာအဲကြုံတွေ့လာရတဲ့အပေါ်မှာအကောင်းဆုံးကျွန်တော်တို့အဲဒါရင်ဆိုင်ဖြစ်ရှင်းပေးသွားအောင်မှာဖြစ်ပါတယ်အဲ့တော့ဒီလိုရင်ဆိုင်ဖြစ်ရှင်းရှင်းရတဲ့နေရာမှာပေါ့เนาะအဓိကအဖြစ်တော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ဟာလာအကောင်းမွန်ဆုံးအကောင်းမွန်ဆုံးပြည်သူလူကငကိုမူလပကတိဟာလာမူလပကတိစိတ်အခြေအနေကိုပြန်လည်ရောက်ရှိအောင် ောင်ကျွန်တော်တို့ကဒါရွေးချက်ထားပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကလည်းကျွန်တော်တို့ဒီလုပ်ငန်းစီမှာပေါ့เนาะအားလုံးကဝိုင်းဝန်းပြီးတော့ထူထောင်ချက်ပြန်လဲထူထောင်ကြရမှာဖြစ်ပါတယ်ဒီပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေမှာဆိုလို့ရှိရင်ဟလာကိုတိုင်းလဲအဲ့ခံစားရတယ်ဆိုပေမဲ့တစ်ခါကလည်းဟလာအများကိုလည်းကုရင်းနဲ့ပေါ့နော်ကုရင်းနဲ့ဟလာအေးတူတူများကုရင်းနဲ့အဲကျွန်တော်ကပေါင်ဝင်လုံဆောင်အောင်ဖြည်ချင်းဖြင့်ဟလာတစ်ခါကလည်းပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်အောင်လုပ်ငန်းစဉ်တွေဟလာ ကိုကျွန်တော်ကပံ့ပိုးကူညီရရောက်သလိုကိုကိုတိုင်အတွက်လည်းစိတ်ချမ်းသာရေးပြန်လည်တိဆောက်တဲ့နေရာမှာအထောက်ပံ့ပေးနိုင်တာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ကျွန်တော်တို့ကျွန်တော်ဆက်ဆိုဆွေးနွေးခဲ့သလိုပဲအဲလက်ရှိအခြေအနေပေါ့နော်လက်ရှိအခြေအနေမှာကိုယ့်ရဲ့ပြောင်းလဲသွားတဲ့အဲအခြေအနေကိုလက်ခံပြီးတော့အကောင်းဆုံးပြန်လည်ထူထောင်နိုင်နိုင်ဖို့အရာအတွက်ကိုကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာအထောက်ပံ့အပေးနိုင်အောင်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ကတချို့ဒီဆိုလို့ရှိရင်ဘာဆိုတော့ကိုယ့်ရဲ့ အခြေအနေမှာဟိုသူကလက်မခံနိုင်သေးဘူးလက်မခံနောက်ခါခါကျတော့သူများကိုလည်းကျွန်တော်တို့ကအဲအချင်းချင်းပေါ့မိသားစုဝင်ချင်းပဲဖြစ်ဖြစ်ဒါယုံကြည်ရတဲ့လူပဲဖြစ်ဖြစ်အဲထုတ်ပေါ်ပြောဆိုဖို့လည်းအာခက်ခဲနေတယ်ပေါ့အဲအဲ့တော့သူ့အတွက်ကလည်းများစွာတော့ဖိစီးမှုတွေဖြစ်လာတဲ့အခြေအနေမျိုးမှာဒီလိုမျိုးတွေကိုလည်းကျွန်တော်တို့ကဟလာသူ့ရဲ့စိတ်ဖိစီးမှုတွေတတ်တာအောင်ပြီးတဲ့အခါကျတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်ကျွန်တော်တို့ကဝိုင်းဝန်းပေးမှပြီးတော့ကျွန်တော်တို့ကအဲစိတ်ပိုင်းဆိုင်ရာအရာပတ်မှုကူညီပေးရမှာ ရှိပါတယ်ပေါ့နော်ဒီလိုကျွန်တော်စိတ်ချမ်းသာရေးရပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေကိုပြည်သူလူထုအတွက်လှုပ်ဆောင်ပေးတဲ့နေရာမှာအဲ့ဒါပြည်သူလူဒီတဘောဘေးအန္တရာယ်ကိုဟိုခံစားလိုက်ရတဲ့ပြည်သူတွေရဲ့ဟာလာစိုးပြစိုးရင်ပူပန်စိတ်လွန်ကဲနေတဲ့ပြဿနာတွေနောက်ခါကျတော့စိတ်ဝိစီမှုလွန်ကဲနေတာတွေနော်အဲနောက်တစ်ခုကကျတော့စိတ်ဓာတ်တွေကျနေတာတွေဒီတော့ဒီလိုလက္ခဏာတွေအပြင်အဲဒါကိုဖြေရှင်းကျွန်တော်တို့ကဖြေရှင်းဆောင်ရွက်ပေးရမယ်အပြင်နောက်တစ်ခုကကျတော့ဒီ ပြည်သူလူထုရဲ့ပေါ့နော်အဲဒါအဖြစ်ဆိုးတွေကအချို့သောပြည်သူလူထုဆိုရင်ဟာကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကိုအချင်းပြန်လည်တွေးတိုးပြီးတော့လုံးစင်လုံးလိုက်တဲ့ဟာကိုဟာလာအဲကျွန်တော်တို့ကမစင်းစားနိုင်တော့ဘူးမဆုံးဖြတ်နိုင်တော့ဘူးနော်ပူပေါင်းပေါင်းဝင်လုံးဆောင်နိုင်စွမ်းအားမရှိတော့ဘူးပေါ့နော်အဲဒါတော့ဒီစွမ်းရည်တွေကြဆင်းနေတဲ့ပြဿနာတွေကိုလည်းကျွန်တော်တို့ရှင်ဆိုင်ပြနိုင်ပါတယ်ဒါတွေအတွက်ကိုလည်းကျွန်တော်တို့စောင့်ရပြရသွားမှာဖြစ်ပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်အချို့သောပြဿနာတွေဆိုလို့ရှိရင်ဘာတွေတွေးရနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့က ဒီကြုံတွေ့ခဲ့ရတဲ့ကျွန်တော်ဘေးကနေအဖြစ်စိုးရင်းနဲ့ဆက်ဆက်ပြီးတော့လုံးဝမဲ့လုပ်ငန်းစဉ်တွေနဲ့ကြုံလာပြီဆိုရင်ဟာလာလူကအဲ့လိုလုံဆောင်ရဲလို့စိတ်မရှိတော့တာရင်းဆိုင်ရဲလို့စိတ်မရှိတော့တာเนาะအဲဒီလိုမျိုးဆက်ဆက်နေဆက်နွယ်နေတဲ့အခြေအနေတွေကနေပြီးတော့ရှောင်ဖယ်လို့စိတ်တွေများနေတာဒီပြဿနာတွေကိုလည်းအာကျွန်တော်တွေးရှိရနိုင်ပါတယ်ဒါတွေအတွက်ကိုလည်းကျွန်တော်လုံဆောင်သွားပို့ပေးဖို့ရှိပါတယ်အဲနောက်တစ်ခုကကျတော့ကျွန်တော်ကချိုးတွေချိုးတွေဆိုလို့ရှိရင်အမြဲလို့လို့အာဒီဒီအဖြစ်ဆိုးတွေထက်မြန်ကြုံမလားဆိုပြီးတော့တွေးပြီးတော့ ပူပန်စိတ်တွေလွန်ကဲနေတာပေါ့နော်အဲနောက်အဲ့ဒီအတွက်ကိုဆက်ဆက်ပြီးတော့ကျွန်တော်တို့ကညာအိတ်မပြောတာ၄ဟလာအဲမတော်ရဲမလာရဲဖြစ်တာ၄ပေါ့နော်နောက်တစ်ခုကလှုပ်ဆောင်ရမယ့်ကိစ္စတွေမှာမလှုပ်ဆောင်တော့တာပူပေါင်းပေါဝင်ရမယ့်ကိစ္စမှာမပူပေါင်းမပေါဝင်တဲ့နိုင်နဲ့ဟာလာအဲပြဿနာတွေကြောင့်နောက်ဆက်တွဲအနေနဲ့เนาะဘလို့လာတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်တာအတွက်ကိုလည်းကျွန်တော်တို့ကာကွယ်လုဆောင်သွားဖို့လိုအပ်ပါတယ်ပေါ့เนาะအဲ့တော့စိတ်ချမ်းသာရေးဆောင်ရှောက်မှုပေးတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကအဲ ်များစွာသောအထောက်ပံ့ဖြစ်ဖို့အတွက်ကိုအရင်ဆုံးပြင်ဆင်ရမှာလေးလည်းကျွန်တော်ရှိပါတယ်အဲ့ဒါကတော့ပြည်သူလူများအနေဖြင့်ဟလာအဲဒီလုံခြုံစိတ်ချရတဲ့လေလို့เนาะယူဆရတဲ့နေရာမှာကျွန်တော်တို့ကရွေးချယ်ပြီးတော့ပြောင်းရွှေ့နေထိုင်တာနောက်တစ်ခုကကြတော့เนาะကိုယ့်ရဲ့အဲဟလာဒီတို့ပြောင်းရွှေ့နေထိုင်တဲ့နေရာမှာကိုယ်နဲ့တဟသတ္တဖြစ်တဲ့ကိုမိသားစုနဲ့ဟလာနီမီကကစုပေါင်းပြီးတော့နေထိုင်တာမျိုးတွေเนาะအဲဒီကိုစိတ်ချယုံကြည်ရတဲ့ကို ဟိုအကို့အတွက်အကျန်းနဝင်ဖြစ်တဲ့ပုံဝန်ချင်မျိုးကိုကျွန်တော်ဟာအနည်းဆက်ဆုံးကျွန်တော်တို့ကရွေးချယ်ရတဲ့အပိုင်းလေးတွေရှိပါတယ်။နောက်ပြီးရခါကျတော့အဲဒီစာဝန်တွေအချုပ်ခံလိုအပ်လိုအပ်ချက်တွေကိုလည်းဟာလားအများကြီးဟာလည်းအဲကျွန်တော်ကအဲဆော့ဆော့စီစီတက်နိုင်မြဒါစူးစမ်းပြီးတော့အဲအဲပြည်내ထူထောင်ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။အဲနောက်တစ်ခုဆိုလို့ရှိရင်လည်းကျွန်တော်ကဒီခုချိန်မှာဆိုရင်ဟာအဒီပြည်내ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေကိုဟာလားဒါပြည်သူလူထုရောတော့တက်ဆိုင်ရာဒေသနာ ဟာအာဌာနဆိုင်ရာအဖွဲ့အစည်းတွေရောအားလုံးကိုပုံဝင်ဆောင်ရွက်နေရရှိပါတယ်အဲ့အတွက်ဒီလိုမျိုးအားလုံးကဒီထောက်ပံ့ဒီဒီပေါ်ဘေးရဲ့နေရာကိုကျန်းကျန်းခံနိုင်ဖို့အတွက်အဲလိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုလည်းကျွန်တော်တို့ကအကျိုးရှိရှိကျွန်တော်ကအသုံးချနိုင်ဖို့ကလည်းလိုအပ်ပါတယ်เนาะနောက်အရေးကြီးဆုံးအချက်လန်းကပေါ့เนาะပုံမှန်စိုးရင်စိတ်ကိုတတ်တာသိဖို့အတွက်ကကျွန်တော်ခိုင်မာတဲ့သတင်းအချက်လက်တွေကိုပဲကျွန်တော်တို့ကယုံကြည်လက်ခံအဲပြီးတော့လိုအပ်ချက်တွေကိုကျွန်တော်ကလိုက်နာဆောင်ရွက်သွားဖို့လည်းအရေးကြီးပါတယ်အဲ အခုချိန်မှာဆိုလို့ရှိရင်ဒါတဘာဝဘေးအန္တရာယ်ကြီးကိုကျုံတွေ့ခါရတဲ့ဘက်အဲတဘက်ကျော်လွန်လာပြီဖြစ်တဲ့အတွက်ဒီခုချိန်မှာဆိုရင်ပြန်လဲထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ရတာတပိုင်းဖြစ်တယ်လို့မိမိရဲ့နေ့စဉ်ဟာလာအာ เนาะလုပ်ငန်းစဉ်ကိုလည်းပေါ့เนาะနေ့စဉ်လုပ်ငန်းတွေကိုလည်းအများဆုံးဝန်ထမ်းအောင်လည်းကျွန်တော်တို့ကပြင်ဆင်ရဖို့ဟိုဟိုရှိပါတယ်အဲ့တော့ဒီအတွက်လိုအပ်ချက်ဖြစ်တဲ့ဟလာစိတ်ပိုင်းဆိုင်ရာကူပန်မှုတွေစိုးရိမ်မှုတွေစိတ်သက်သာမှုတွေအဲเนาะဒီပျက်စီးဆုံးရှုံးမှုတွေအတွက်လက်မခံနိုင်မှုတွေအပေါ်မှာစိတ်ခံစားမှုတွေပေါ်မှာတက်တာယောပါအောင်လည်းလိုအပ်လို့ရှိရင်ကျွန်တော်တို့ ਨੇ ပူပေါင်းပြီးတော့ဟလာဟာဟလာအဲဒါဒါကိုလိုအပ်ချက်ကိုပြင်ဆင်ဆောင်ရွက်သွားဖို့လေအဲကျွန်တော် ਨੇ တိုက်တိုက်တွန်းဆွေးနွေးလိုပါတယ် နောက်တစ်ခုကကျတော့အဲကျွန်တော်တို့ဒီအခြေလိုအခြေအနေမျိုးမှာဆိုရင်ပေါ့နော်ကျွန်တော်တွေ့ရှိရတတ်တာကတော့အဲ့ဒါအရင်နဲ့မူရေးစီဝါပြဿနာတွေကိုလည်းအာဒါရှင်တွဲပြီးတော့တွေ့ရှိရတာရှိပါတယ်ဒါဆိုလို့ရှိရင်လည်းအရက်ဆိုလို့ရှိရင်လည်းအရက်လုံးကျော တောက်တုံးတာတွေဒါခါအရက်အဲရက်ဆွဲပြဿနာတွေဒါတွေကိုလည်းကျွန်တော်တို့အဲအဲဂရုပြုပြီးတော့အဲအဲဆောင်ရွက်သွားဖို့အရေးကြီးပါတယ်ခင်ဗျာအဲ နောက်တစ်ခုကကျတော့ကျွန်တော်တို့ဟိုအဖြစ်အများဆုံးကတော့ပေါ့နော်ဒါအိတ်မပြောတဲ့ပြဿနာတွေပေါ့နော်ဆိုရင်ဘူပန်သိတွေနဲ့အိတ်မပြောတဲ့ပြဿနာတွေအဲဒါကြောင့်မလို့ဒီစိတ်ဖီစီယာတွေကြုံတွေ့လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်ဖီစီမှုဖြစ်စရာကိစ္စတွေကိုကျွန်တော်တို့ကအချင်းချင်းတော့လည်းကောင်းအခုနားလေအဲ့ရမှဆင်ဟာအဲကျွန်တော်နားလေတကြွန်းနဲ့နော်အဲကျွန်တော်တို့ဒီအဖွဲ့တွေနဲ့နော်အဲပညာရှင်တွေနဲ့အဲထိတွေ့ပြီးတော့နော်ကိုယ့်ရဲ့ ကျမ်းမာရေးအတွက်ပြန်လည်ပြီးတော့เนาะပြန်လည်ထူထောင်မှုရအောင်အများဆုံးအပြည့်စင်ဆောင်ရွက်တက်ပါတယ်လို့ကျွန်တော်အနေနဲ့ဒီအဲတိုက်တွန်းဆွေးနွေးလိုပါတယ်အဲကျွန်တော်တို့အနေနဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ပေါ့เนาะပြည်သူလူကိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာဆိုလို့ရှိရင်အဓိကအဖြစ်ကျွန်တော်တို့ကပေါ့เนาะဒါလက်ရှိငလင်းနဲ့နောက်ဆက်တွဲပြည်သူလူရဲ့ဟာစိုးရင်စိတ်ကြီးမားမှုပြဿနာတွေဟာစိတ်ကြတဲ့ပြဿနာတွေเนาะနောက်ခါကျတော့ နည်းဆုံးပေါ့နော်အာဒီငလင်းတင်းနေနားထောင်ပြီးတော့အိတ်မပြောတဲ့ပြဿနာတွေနော်အဲနောက်တစ်ခါကျတော့ဆိုရင်ကျွန်တော်ကဟာဒေါသစိတ်တွေနဲ့တုံ့ပြန်မှုလွဲမှားတဲ့ပြဿနာတွေပေါ့နော်အဲ့တော့လက်ရှိနော်ဆုံးရှုံးမှုတွေကြောင့်ပြောင်းလဲသွားတဲ့ဘဝအခြေအနေမှာဒါရောညှိတွေနော်မဖြစ်နိုင်သေးတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုကျွန်တော်တို့ကဦးစားပေးဖြစ်ချင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီလိုလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့နေရာမှာလည်းကျွန်တော်တို့အဓိကအပြင်အလေးပေးဆောင်ရွက်ရမယ့်အဲအဲ ကျွန်တော်အစုအဖွဲ့လေးတွေရှိပါတယ်ဒါကတော့ကျွန်တော်တို့ကဒါမိဘမဲ့ကလေးတွေเนาะအဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ကတက်ကြီးရွယ်ဦးဒီနောက်ဒီငလင်နဲ့ပတ်သက်လို့ပေါ့เนาะအဲမိသားစုဝင်တွေဆုံးရှုံးသွားတဲ့အဲအစုအဖွဲ့တွေနောက်တစ်ခုကျွန်တော်တို့ဒီဌာနကိုပိုင်းဆိုင်ရာပေါ့เนาะဒါဒါထိခိုက်မှုတွေဒဏ်ရာထိုင်ရာရရှိပြီးတော့ပေါ့เนาะထိခိုက်ထိုင်ရာရရှိပြီးတော့အာเนาะကျမကြီးတွေကထိခိုက်သွားတဲ့အဲအဖွဲ့လေးအဲနောက်တစ်ခုကကျွန်တော်တို့ဒီကုန်းတောင်မိခင်နဲ့နှိုးတိုင်းမိခင်နေเนาะနောက်တစ်ခုက အဲကျွန်တော်တို့ဒီဒီဟောငွေကလည်းစိတ်ကျမ်းမာရေးဟာစိတ်ကျမ်းမာရေးလိုအပ်ချက်ရှိတဲ့လူတွေတခြားသောเนาะကိုခန္ဓာကိုယ်ပိုင်းဆိုင်ရာယောဂါရှိတဲ့လူဒီလူတွေတော့ကျွန်တော်တို့ကအဲပို့ပြီးတော့ဂယူဆိုင်နဲ့ဟာအဲပြန်လဲအဲထူထောင်မှုဟာအပိတ်ကူညီဖို့လည်းကျွန်တော်ကလိုအပ်ပါတယ်အဲတော့ဒါကြောင့်မလို့ပြည်သူလူစုကိုကျွန်တော်မာဂျင်နာကဟာအခုတော့ငလင်ရဲ့နောက်ဆက်တွဲအနေနဲ့ ပေါ့နော်အမျိုးမျိုးသောအခက်အခဲတွေကြားမှာဟလာအိမ်မပြောတာတွေကြားရှေးရှေးကြားဖြစ်လာတာခံစားမှုတွေပြင်းပြင်းထန်ထန်ဖြစ်လာတာဝမ်းနည်းမှုတွေကပေါ့နော်ဝမ်းနည်းမှုတွေကအများအားချိန်တိုင်းကြီးဆိုးနေတာနော်အဲ့တော့အဲဘဝကိုခါတယ်အရှုံးဝေးလိုစိတ်တွေပေါ်ပြီးတော့ပေါ့နော်အဲ့ဒါရွေချက်တွေပျောက်ဆုံးနေတာနော်နောက်အချင်းချင်းပေါ့နော်ကျွန်တော်တို့ဒီပေးပောင်ဝဲ channel မှာဘလို့မှလည်းရောညီထွေနေနေထိုင်လို့မရတဲ့ပြဿနာတွေနောက်အရင်နဲ့မှုရဲ့စေဝါနဲ့ဒါဆက်ဆက်ပြီးတော့ဖြစ်လာတဲ့ ကိစ္စတွေဒီကိစ္စတွေရှိနေမယ်ဆိုလို့ရှိရင်အဲဒါကျွန်တော်တကြားနားလည်တဲ့လူတွေနဲ့အခုညီပေးပေးပြီးစောင့်ရှောက်နေတဲ့အဖွဲ့အစည်းတွေနဲ့အများဆုံးပေါင်းဆက်ချိတ်ဆက်ပြီးတော့ပေါ့နော်အဲကျွန်တော်တို့အဲဒါအခုညီရယူတက်ပါတယ်လို့ကျွန်တော်အနေနဲ့အကြံပြုဆွေးနွေးလိုပါတယ်အာကျွန်တော်ကျွန်တော်အနေနဲ့မိဘပြည်သူများဟောပေါ့နော်အခုခံစားရင်ဆိုင်နေရတဲ့ငလင်တန်းနေပြီတော့ပေါ့နော်ဒါဒီဒုက္ခတွေကနေအများဆုံးလွတ်မြောက်ပါစေလို့ကျွန်တော်ဆန္ဒပြုရင်းဒီနေ့ရကျွန်တော်ရဲ့ဟာလာအဲ เนาะမြောက်ဝေဆွေးနွေးမှုအစီအစဉ်ကိုဒီနေ့ကနေကျွန်တော်ဒီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်